ဒီနေ့ကတော့ပြိုးလို့အိမ်မှာကြက်သားဆန်မျိုးပြုတ်ပြီးတော့အင်းနီနာချင်းတွေရဲ့ကလေးတွေအားလုံးရဲ့ကိုခေါ်ပြီးတော့နေလေစားတည်ရစားအနေနဲ့ခေါ်တိုက်မှဖြစ်ပါတယ်ဖြိုးဖြိုးလို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်။ အားလုံးမင်္ဂလာပါရှင်ဖြိုရဲပိစ်ကနေကြတဲ့ပြန်လေးပြန်လိုက်ပါရယ်တက်တာချက်မျိုးတိုက်ဖို့အတွက်အရင်ဆုံးအဓိကလိုအပ်တဲ့ဒါကျွတ်တုန်ဒီစစ်ရက်လေးကိုလုံးနေရတာပေါ့နော်အစီပူရဲမှာကျွတ်တုန်ဒီလေးရလေးထည့်မယ်ပြီးရင်တော့ဖြိုရွာဆမွေးမုန့်လေးထည့်ပြီးတော့ဒါစစ်တက်ပေးမှာပေါ့နော်ဒီကျွတ်တုန်ဒီစစ်ရက်လုတ်တဲ့အခါစိတ်ရှည်နေတော့ကြော်ရမယ်နော်အဓိကလေဒီနေ့ဆံမျိုးတိုက်ဖြစ်သွားတဲ့အကြောင်းကြီးကအရင်ကတော့စိတ်ကူမရှိဘူးပေါ့နော်ဖြိုးတို့အိမ်မှာဒီကြက်သွမ်မိတ်ပင်နှစ်အိုးကလေလောဝတန့်နေရအောင်ကြည့်ပြီးတော့ဖြိုးမေကကြက်သွမ်မိတ်ဆိုရင်တဲ့ဒါ ဆံပြုတ်လေးနဲ့အရန်လိုက်ဖတ်မှာပဲပေါ့နော်အိမ်မှာတောက်မဲ့တူတူမထူးတရက်ကွက်လုံးဝေမယ်ဆိုပြီးတော့အဲ့ဒါနဲ့စိတ်ကူပေါက်ပြီးတော့ဒါမနက်ခင်ထပြီးတော့လုံနေချတာပေါ့နော်ပြီးရင်နေ့လယ်ကျရင်ကလေးတွေကိုဖော်ပြီးတော့တိုက်မှာဖြစ်ပါတယ်ကဲအခုကတော့ဒါကျွတ်နီစီချက်တိုးရပါပြီကျွတ်နီကကြတော့ပရိုဒီဆံပြုတ်နဲ့အရန်လိုက်တာတိလာသူ့ကြော်တဲ့အခါတူးရွာလို့မဖြစ်ဘူးနော်အခုလိုရွှေမျိုးအောင်တန်းတဲ့ချိန်မှာဆယ်ပြီးတော့ထက်စာအရန်ကောင်းတယ်တိလာကဲဒါချိုးတော့နောက်ထပ်တိုးထက်ကြော်နေရတာပေါ့နော် ကဲအခုဆိုရင်ကျွတ်နီစီချက်လေးတွေတော်တော်များရသွားပြီဆိုတော့ဒါစံပြုတ်တော့မှာပေါ့နော်ဒါကတော့သူတပြီစံတပြီကိုသူတို့ရေတေချာဆေးပေးရတာပေါ့နော်ကဲစံကိုတေချာရေပြောင်းဆေးပြီးပြီဆိုရင်သူတို့ခုနကကျွတ်နီကြော်ထားတဲ့စီနင်းလေးကိုထည့်ပြီးရင်ခုနကတေချာဆေးထားတဲ့စံလေးနဲ့ရောပြီးတော့အရင်ကြော်ပေးမှာပေါ့နော်ကဲဆန်နဲ့စီနဲ့ရောပြီးတော့တော်ရဲအနှံ့လျာမှုန်းမှုန်းလေးထွက်လာပြီးဆိုမှဖြိုးရွာရေထည့်ပေးပါမယ်။ ဒီဆန်ပြောင်းသွားကြတော့သူတို့တွေချက်ချာနှက်နိုင်နေပို့ပြီးတောက်လို့ကောင်းနေပဲတိလာကဲပြီးရင်နောက်ထပ်ထပ်ပြီးတော့ရေလေးတွေထပ်ထည့်ပေးမှာပေါ့နော်ကဲဆန်လေးတွေနူးအောင်လို့အရင်ဆုံးအဖုံဖုံးထားလိုက်ပါဦးမယ်ရသာတွက်ရသာမှုတ်ရဲ့စားလေးရဲ့ထည့်ပေးပါတယ်။ကဲပြီးရင်တော့လေးချမ်းခွဲထားတဲ့ကျွတ်တုန်လေးတွေကိုထည့်ပေးပါမယ်။ ကျွတ်တို့နေထဲတော့အရသာပို့ပြီးတော့ခြုံရဲတိလားပြီးရင်တော့ပြုတ်ထားတဲ့စက်သားလေးတွေကိုနှွှင့်ပေးပါမယ်စက်သားမှာကဖြိုးအရသာမထည့်ထားတဲ့အတွက်ကြောင့်မလို့ဒါနှွှင့်ပြီးရင်အရသာမှုတ်ရဲ့ပင်းငယ်ပြိုင်အနောက်ရဲ့ထည့်ပြီးတော့တေချာပြန်နေပြီးလိုက်တာပေါ့နော်အရသာဝင်အောင်နေပြီးသွားပြီဆိုရင်ခုနကပြုတ်ထားတဲ့ဆံမြုပ်အုပ်ထဲကိုဖြိုးရွာထည့်ပေးပါမယ်ကျော်ရွာကြံ့လို့လည်းခေါ်တယ်ပဲငံ့ပြိုင်အနောက်လို့လည်းခေါ်တာပေါ့နော်အဲပဲငံ့ပြိုင်အနောက်လေးကိုထည့်ခြင်းအဖြစ်လေးဆံပြုတ်လေးကပို့ပြီးတော့လှတယ်တည်တာ ကဲအခုလိုနေထားရောက်ပြီဆိုရင်ဖြိုးတို့ကတိပြင့်လေးဖြစ်တဲ့အထိကိုဒါမီအေးလေးနဲ့တင်ထားပေးမှာပေါ့နော်တက်တုံနေသေးတယ်နူးလာပြီအခုလိုနေထားရောက်ပြီဆိုရင်တော့ဒါတောက်လို့ရပြီပေါ့နော်ဒါကင်မရာဆရာအရင်တောက်နေတာပါကဲဖြိုးတို့တနိုင်နှစ်နိုင်လောက်နှက်ထားပြီဆိုတော့ဖြိုးတို့ကလေးတွေကိုခေါ်ပြီးတော့တိုက်ပါတော့မယ်ဖြိုးကတော့ဒါတည်ရင်တို့ထားနေလေကင်ကလေးနဲ့အတူတူရောပြီးတော့တောက်မှာပေါ့နော်ဖြိုးရဲ့အရင်အိမ်နာကဘော်ဒါတွေကိုအရင်ခေါ်တိုက်တာဖြစ်ပါတယ် လူကြီးတွေကတော့ဖလိုအိမ်တွေကိုပို့ပေးတာပေါ့နော်တချို့အိမ်မှာပဲတောက်ချင်တဲ့လူကြီးတွေရှိရတဲ့အတွက်ကြောင့်အိမ်မှာဖလိုဒါလိုက်ပို့ပေးပါတယ်ဆံမြုပ်တွေကလေးပြပြလေးတည်တာပိုးရင်းနေတာပဲပူပူလေးနဲ့ပူပူလောလောလေးနဲ့တောက်အရန်ကောင်းမယ်တည်တာပျော်ရင်းနဲ့အတန်သွင်းနေတာဖလိုပြန်တောက်ချင်တာတောက်ကြပါဦးရှင် အဲဒါကတော့ဖြိုးရဲ့ပေါ်ဓာရီနဲ့အရင်တဝိုင်းဝိုင်းပြီးစားနေကြတာပေါ့နော်အရန်ကြိုက်ကြတာအဲဆံပြုတ်လေးထဲမှာဖြိုးငရုတ်ကောင်းလေးရဲ့ပြီးရင်ကျွတ်တနီစီချက်လေးရဲ့ကျွတ်တမိတ်လေးရဲ့ထဲအရန်တောက်လို့ကောင်းတယ်တိလားအနေမကောင်းတဲ့ချိန်ဆိုရင်ဆံမြုံမတောက်ချင်ပေမဲ့လေတခါတလေဒီလိုချိန်ကြလို့ရှိရင်ဇဒုတိတာမှာတောက်ရတဲ့အရသာလေးကိုတောက်ရတယ်လို့ခံစားရတော့လေအရင်တောက်လို့ကောင်းတာမသိလား ယ်ဖြိုးလို့ဖွဲ့တော့ပထမဆုံးတပကံကုံသွားပါပြီအတောက်ကောင်းလို့ထပ်ပြီးတော့ယူကြပါပြီတယောက်ကိုလေးနှစ်ပကံသုံးပကံပဲပျော်စရာကြီးတောက်ကြတာအဲပေါ်လာကြီးလဲယူရဲဖြိုးလဲထပ်ပြီးတော့ယူပါတယ်ဖြိုးခွဲတက်တော့ကောင်းနေရောပဲ ထရိုးဖက်တွေတောက်လို့ပြီးပြီဆိုတော့သူတို့လေးတွေကိုပဲအပိုင်းထဲမှာရှိတဲ့ကလေးတွေကိုလိုက်ပြီးတော့ခေါက်ခိုင်းမှာပေါ့နော်ကဲသူတို့တွေကအကူရတဲ့တိတိုင်းမှာလိုက်ခေါက်ခဲ့အများကြီးပဲကဲကြံတဲ့ကလေးတွေတောက်ကြတယ်ပြီးရင်အခုမှအတက်ရောက်လာတဲ့ကလေးတွေကတော့ဒါခဏထိုင်စောင့်နေရတာပေါ့နော်ဟိုမှာထည့်ပေးနေလို့ပြောပြောပါပဲတောက်ကြတာလေတရားကို၃လေးပကံတိတာ အားရစရာကြီးသူကြည့်ပြီးတော့ပီတိကိုဖြစ်နေရောပဲ ဲတရားဟိုလေးထထပြီးယူနေကြတယ်နှစ်ပကံသုံးပကံပြီးပြောစရာကြီးလူကြီးတွေကတော့ဒါဝင်မတော့ရတော့အပြင်မှာပဲသူတို့သူတို့ပကံလေးနဲ့တက်တယ်ွားကြတော့ဗောနော်ခလေးတွေပဲသူတို့အိမ်ပေါ်မှာခေါ်တိုက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ် ကဲဒီကတော့ Pure Blog ဒီမှာရေးလိုက်ပါတော့မယ် Pure Blog ကြည့်ပြီး Sunlo Pro Talk Channel ဆိုလို့ရှိရင်တော့ live ရောလောက်တောက်ကြည့်ကြအောင်เนาะနောက်ဘလောက်ကြာလို့ရှိရင်တော့ဖြိုးဘာတွေချက်ခါကြီးဘာတွေစားကြအောင်မလဲဆိုတော့ဆက်လက်ဆက်မှာတရှိပေးကြပါအောင်ရှင်တတား